မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဟိတေသီဆရာတော်ပါ။ဒါတကတကမာတို့ဆိုတာက လူတွေပေါ့။ဘုန်းကြီးဆိုတာကတော့ယဟန်ပေါ့ဘုန်းကြီးပေါ့နော်။လူမာကတော့စီပေါ်ရေးတွေနဲ့အလုံးအကင်တွေနဲ့ရှိတာပေါ့။ယဟန်မှာကြတော့ အလောအကိုင်းကတရားဟောပြောခြင်းဒါအခွင့်အခါကြုံမှဟောပြောခြင်းပေါ့တရားဟောပြောတာမှလည်းနော်ပင်ဖိတ်တဲ့လူမရှိရင်လည်းဟောလို့ရမလားအချောင်းမငင်ညွန့်ခဲ့ရင်ဟောလို့ရမလားအင်တာနက်လိုင်းမကောင်းဘူးသဘောမှာပုံသုံးခွင့်မရဘူးပုံသုံးခွင့်တော့ရနေပါလေရဲ့နဲ့လိုင်းမမီတဲ့နေရာရောက်နေရင်မရဘူးလျှက်စင်းမီတွေပါတယ်မရှိတဲ့နေရာရောက်နေရင်လည်းမရဘူး အဲ့ဒါနဲ့လူတွေကတချို့လူတွေကြတော့ယဟန်တွေကို အထင်ကြီးတတ်တယ်ဘလို့မျိုးအထင်ကြီးလဲဆိုတော့ဩကြောင်ကြီးကြီးတွေနဲ့နေတွေပေါ့ကာကောင်းကောင်းတွေစီးတွေပေါ့ဖုံးကောင်းကောင်းဂိုင်တွေပေါ့လေအဲ့လိုအထင်ကြီးထားတာပေါ့ဒါလည်းမမှန်ဘူးလားဘုရားဆိုတော့အခုလက်ရှိအခြေအနေကိုကြည့်တော့လေအဲ့လိုမြင်ကြမှာပေါ့တကယ်တမ်းဆိုရင်ယဟန်တော်ရဲ့ဘဝဟာဘလို့မျိုးလေးဆိုတော့သူများ ရေလူမသူများပေးမှကမ်းမှစားရတဲ့သစီတကောင်လိုပေါ့နော်ပြောမေဆိုရင်တော့ဒါနိုင်เสียရစကားမရှိရင်လေဥပမာပြောပြတာပါဒါကတော့အကုန်လုံးနှားလေအောင်ယဟန်ဆိုတာကအစ်တပင်အောင်မှလည်းအိရတာပါပဲနော်အဆောင်ရှိရင်လည်းအဆောင်မှအိရတာပဲ walking နဲ့အခင်းမှလည်းအိရတာပဲနော်ဆန်တွေလည်းဒီလိုပဲပေါ့တကာတကာမှလည်းလူတန်းလိုက်တဲ့ဆွင့်ဟင်းတွေမှာ ဆန်တွေမာချန်ချန်ကြီးနီရေရေဆန်တွေလေးစားတာပဲနော်ဟင်းတွေရှက်တာလေလက်ရည်တွေအမျိုးမျိုးပေါ့လေတကတကမတွေဆိုတာကတော့ဒါမျိုးပေါ်မှာမှမဟုတ်တာတော့မှနေရင်လေတော်တလေးပေါ့မဟင်းနဲ့ပဲဒါသတိသတိသရွတ်တင်နဲ့လောင်းတာဆိုရင်လေအဲ့လိုပဲပုံပေးရတာပဲငါမပါတဲ့ခါလေးမြရတာပေါ့လေငါပါတဲ့နေရာရောက်တော့ရင်လေငါပါတဲ့လို့လို့သုံးရတာပေါ့ ဒါကအလူချင်းနေနဲ့ဆိုင်တယ်ကိုရဲ့ကံတရားပေါ့လေကိုကဘယ်လိုမျိုး ပြုလုပ်ခဲ့လေဥပမာကိုကဟိုပြည့်ပြည့်စုံစုံလူတန်းခဲ့မှုတွေပေါင်းကြီးတပါးကိုဆိုရင်ကိုကိုလေးပြည့်ပြည့်စုံစုံလူတန်းကြတာပဲလေအဲ့လိုမျိုးပေါ့အမေလူတွေတင်းနေတာကိုပြောတာပါတချို့လေးပြောကြပါတယ်ဘယ်လိုပြောလဲဆိုတော့တပည့်တော်တို့ဒီလူဘွားကယုံထွက်ရှင်ပြီး ဘုရားတဲ့အရှင်ဘုရားနဲ့လာနေမိတဲ့အဲ့ဒါဖုံဖုံကဘာပြောလိုက်လဲဆိုရင်တခါရေတို့ဦးစင်းတို့ကြောင်းမှာတော့ဘူထိုင်မရှိဘူးနော်လို့လေးစင်းမိလေးမရှိဘူးနော်လို့ဖြစ်လာလို့အရှင်နှွေးတွေခဏခဏတောက်ရှင်နေလို့မရဘူးနော်လို့ထိနေလို့တယ်လို့နောက်တစ်ခုဟိုကော်ဖီတွေပါတယ်တောက်ရှင်နေမုန်းတွေပါတယ်စားရှင်နေအဲ့ဒါတွေလည်းမရဘူးလို့နော်တော်တွေမှာဆိုတော့လေအဲအဲ့လိုပေါ့ရဟန်းဆိုတာက ပြည့်ပြည့်စုံစုံနေတယ်လို့မြင်ရတာပေါ့မြင်တဲ့ခါတော့ကိုတို့မြင်နေဘုံကြီးတွေကအဲ့လိုမျိုးဖြစ်နေတာကိုဒါအခက်ခဲရှိတဲ့ဘုံကြီးတွေကိုမှကိုတို့မှမမြင်ဘူးပဲနော်ဒီနေ့အခုဆိုရင်ဘုံဘုံတို့ကြည်ပါလားဘုံဘုံတို့ဆိုရင်ရိတ်တာတွေအဆုံရောက်တယ်အစဉ်ပြေနေရိတ်တာတွေလည်းပြေနေတာပေါ့လေကိုအဖေအကြောင်းကိုတော့တဲ့ခါကျတော့လျက်စီမီကမရှိပြန်ဘူးလျက်စီမီမရှိဘူးပြီးတော့ဆွမ်းနေပါတယ်ကျတော့ခံစားရတာပေါ့နော်မနေ့ရှောက်ခွေကနေဆွမ်းခံတာပေါ့ ကိုခွေမှပြန်ရောက်တယ်အဲ့လိုမျိုးပေါ့ပြောလိုတာကဥပမာဒကာမတယောက်ကဆရာလေးဝက်မယ်ဆိုရင်မင်းသင်းတလောက်တော့မန်တယ်ဒါပေမဲ့လူနဲ့တရားရအောင်လေ့ကျင့်ပြီးမှဆရာလေးဝက်စေခြင်းတယ်အလူတွေကိုလည်းအဲ့လိုပေါ့ဘုန်းကြီးဝဲမယ်ရဟန်းဝဲမယ်ဆိုတော့တရားရအောင်အရင်လူနဲ့အဝဲနဲ့ကြိုးစားလူအဝဲနဲ့ရိတ်တာတွေကိုဝင်ကြိုးစားပြီးမ တရားကိုနားလေသဘောပေါက်ပြီးမှရဟန်းဝဲစေခြင်းတယ်ဘာလို့လဲဆိုတော့ရဟန်းတန်ဃာရဲ့လောကဒဏ်ကမနေဘူးတကယ်တမ်းဆိုရင်နော်မိုးရာသီမှာမိုးတွေယိုနေပြီလေဘယ်လိုလုပ်မလဲတကယ်လေးမရှိတကယ်မလေးမရှိကိုကိုတိုင်းခေါင်းမိုးပေါ်တက်ပြီးတော့မှအခေါင်တွေကိုဖားမလားဖားမေးခါကြတော့လေသွက်ကမရှိပြန်ဘူးလေသွက်လူမေးလူကလေးလူသေးတယ်ဖုံလိုက်ကလေးမမိပြန်ဘူးအဲ့လိုပေါ့ ခက်ခဲပါတယ်တကယ်တမ်းဆိုရင်ဒါတော်သေးတောင်တော်ထွက်တာတော့မဟုတ်သေးဘူးเนาะတော်ထွက်တဲ့ယဟန်နေဆိုရင်ပို့ပြီးတော့ခက်ခဲလိမ့်မယ်အနံ့တူတယ်ဒါကတော့ဘုံဘုံတို့အတွေ့အကြုံကိုအာရှင်းပြထားတာပေါ့ဂျူတင်ပြီးတော့အာဒီလိုရှိတယ်ဆရာလေးဝက်တော့တယ်ဆိုပါတော့လူနဲ့လောက်တရားမဲ့လို့မရတော့ဘူးဆရာလေးဆိုတာဟိုကိုကိုကြီးကျက်အောင်ရှုပ်ထားတယ်ဆရာကြီးရှိတယ်ခိုင်တိုင်းကွာလိုရတော့မှာဆိုရင်ကိုတရားမဲ့ချင်တိုင်းမဲ့လို့ရမလား မရတော့ဘူးအဲ့ဒီခါเนาะအဲ့ဒါတွေကိုခံနိုင်အောင်ကိုကလူနဲ့တုံးကနေတရားကိုတရားရိမ့်တာတွေမှာစ조사တာနီလန်ကိုတည်အောင်ရှာတာလောကဒဏ်တွေခံနိုင်အောင်조사တာပြီးမှဆရာလေးဝတ်တာကောင်းတယ်ဟုတ်မကောင်းဘူးလို့မပြောဘူးလေကောင်းတယ်ဒါယဟန်ဝတ်တာလေကောင်းတယ်ဒါပေမဲ့မကောင်းဘူးလို့မပြောဘူးပြောလို့တာကယဟန်ဆိုတာကောင်းလေးမလို့ဘူး နော်အခင်းလေးမလိုဘူးဆောင်းလေးမလိုဘူးရှင်ထောင်လေးမလိုဘူးရှိရင်တော့ရှိတယ်လို့ပဲသုံးလိုက်တာပေါ့လေမရှိတဲ့အခါကြာရင်လေခုမှသင်္ကန်းသုံးပြင်မှာဒူးကုတ်နှစ်ထပ်သင်္ကန်းကြီးပါတာကိုအဲ့ဒါနဲ့ရှုံပြီးတော့အိတ်လိုက်တာပေါ့လေငါမီးပွင့်ပြီးတော့မအိတ်တတ်ဘူးငါမီးမရှိရင်မနေတတ်ဘူးအဲ့လိုမျိုးလုံးလို့မရဘူးရဟန်းမှာရွေးရှည်ပိုင်ခွင့်မရှိဘူးနော်အပေါ်ဆမ်းမွေးဆမ်းမ ထမင်းမစားတတ်တယ်ဒီလိုမျိုးဆန်နေမာမာတောက်တောက်ကြမ်းကြမ်းကြီးမာမာတောက်တောက်ကြီးမစားတတ်ဘူးဆိုလို့မရဘူးနော်ဘာလို့မရတာလဲဆိုတော့ယဟန်ဆိုတာကိုယ့်အကူရှက်စားလို့မှမကောင်းတော့သူများတွေတပိတ်ထင်းမှလူလိုက်တာလူလိုက်တာအေးတော့ပြီလေစွမ်းကအေးတော့ပြီကြောင်းကိုရောက်ရင်နော်အေးတော့ပြီတော့မှအဲ့ဒါကိုပြန်နှွေးပြီးတော့စရင်ကိုဘုရားလို့ပြန်နှွေးလို့လေမသိမ့်တော်ပြန်ဘူးနော် အဲ့ဒါတွေကိုအတွေ့အကြုံရှိအောင်ကြားဖူးအောင်